မင်္ဂလာပါရှင်တလသတမီချင်းချင်းများအတွေ့33ရက်နေ့မှ9ရက်နေ့အထိတပတ်စာဟော့စတန်ဟောယူမှာ ဖြစ်ပါတယ်တလသတမီချင်းချင်းတွေကဒီကာလမှာမျိုးအတွက်စိတ်အနှဲငယ်မွန်းချက်စရာလေးနဲ့ဖြတ်တန်းရမယ့်ကာလမျိုးတွေမှာရှိတယ်ပေါ့နော်စိတ်မွန်းချက်စရာရှိတယ်မိတို့မှာ ကြီးမားတဲ့ဆုံးဖြတ်ချက်မျိုးတွေဒီကာလမှာခြားတတ်တယ်။ဆုံးဖြတ်ခြင်းပြောတော့ကိုကိုတိုင်ကဒီလူမှုရေးကိစ္စလေးတွေမှာလည်းဆုံးဖြတ်ခြင်းဆိုတဲ့အကြောင်းအရာနဲ့တွားရတတ်တယ်ပေါ့နော်။အဲ့လိုမျိုးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာမိတွေ့အကြီးအကဲတွေရဲ့အထက်လူကြီးတွေရဲ့အထောက်ပံ့ကောင်းတွေရရှိတတ်တယ်။ဒီကာလမှာကိုကတင်းတင်းလောက်ပဲဆိုတာနေနိုင်နေနိုင်တလောက်ကိုအကျိုးမြတ်ရရှိမဲ့ကာလမျိုးလိုပဲပြောရလိမ့်မယ်။အဲ့တော့ချစ်ခင်သူပေါ်များတတ်တဲ့ကာလအကြီးအကဲတွေရဲ့မျက်နှာပေးခြင်း ခရီးသတ်ကာလမျိုးတွေမှာရှိတယ်။အဲ့တော့မိသားစုနဲ့ပတ်သက်ပြီးတော့ပြန်လဲပေါင်းစည်းခြင်းနဲ့အတူပျော်ရွှင်စွာဖြတ်သန်းရမယ့်ကာလမျိုးလို့တွေ့ရတယ်ပေါ့နော်။အဲ့တော့အဝေးရောက်နေတဲ့မိသားစုများရှင်ပြန်လည်ဆုံစည်းရတတ်တဲ့စစ်သူခင်သူများနဲ့ပျော်ရွှင်စွာဖြစ်တတ်မှုရှိတဲ့ကံစားတာရှိတယ်ပေါ့နော်အဲ့တော့ဒီကာလမှာအဓိကကိုကိုယ်တိုင်ကိုယ့်ဟာကကိုမူးချက်ချင်းဆိုတာမျိုးဖြစ်နေတာကိုအဓိကဖြစ်ပြောင်းနိုင်မှုအကျိုးတယ်ပေါ့နော်အဲ့တော့ငွေကြေးပိုင်းနဲ့ငွေကြေးပိုင်းက ုံချဖို့အကြောင်းအရာလည်းများစွာမရှိသလိုကျူးချလည်းရရှိဖို့ဆိုတာလည်းဒီကာလမှာမရှိတဲ့ဘူးအဲ့တော့ဒီအဲဒီတိုင်း normal အတိုင်းမတော့ဖြစ်တန်းနေရတာမျိုးပေါ့နော်အဲ့တော့ဒီငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတခုကောင်းတာကအထက်ဒီပြောမစို့ရဝေးကမိမိကိုငွေကြေးနဲ့ပတ်သက်ပြီးထောက်ပံ့တာငွေကြေးနဲ့ပတ်သက်ပြီးကုညီခြင်းဆိုတာမျိုးလေးတော့ဒီကာလမှာကြုံတွေ့ရတတ်တယ်အဲ့တော့ဒီကာလမှာပြန်လဲပေါင်းစည်းခြင်းကာလမျိုးပဲအချင်းနဲ့ပတ်သက်ပြီးတဲ့လူငယ်လေးတွေ အခြေတအားဆက်မွနဲ့ကာလာလို့ပဲပြောရလိမ့်မယ်။အဖက်ဖက်ကနေမိမိကိုချစ်ခင်သူပေါ်မြနေတတ်တယ်။အဲ့တော့အဲ့မှာချစ်ခင်သူနဲ့အတူကိုကိုယ်တိုင်ဆုံးမြတ်ချက်တွေမှာယွန်းတတ်တယ်ပေါ့နော်။သတိထားမယ်ကာလာမျိုးလို့ပဲပြောရလိမ့်မယ်။အဲ့တော့အိမ်နောင်ရင်အိမ်နောင်ရင်နဲ့ပတ်သက်ပြီးတော့တဲ့ဝေသဘောထားမှာ ကိုမတူညီစွာကွဲလဲနေအောင်ဒီကောင်ကပြန်လဲစုံစည်းခြင်းပေါင်းစည်းခြင်းနဲ့အတူပြန်လဲအဆင်ပြေတတ်တယ်ပေါ့နော်အဲ့တော့အိမ်တော်ရေးကံဒီကာလမှာကောင်းပါတယ်တေချာညှိယူညှိယူသလားမမီးတို့ဒီကာလမှာမမီးတို့အကျိုးပြန်ရှိမဲ့ကာလမျိုးပဲအဝေးထက်သွားတဲ့သူရှိနော်ပြန်ရောက်လာတတ်တယ်ပေါ့နော်ဒီကာလမှာတော့ပြောမစလို့ရှိရင်ပေါင်းစည်းခြင်းချစ်ချင်းမေတ္တာရင်းနဲ့ပြည့်ဝမဲ့ကာလမျိုးပဲပြောရလိမ့်မယ်ပေါ့နော်အဲ့တော့ကျမကြီး ကျမကြီးကအဓိကတော့ကိုယ့်ကိုယူဆိုင်ဖို့လိုနေရလို့ပြောရလိမ့်မယ်အဲ့တော့ယူဆိုင်ခြင်းနဲ့သူအစားအသောက်ပိုင်းဆိုင်ရာလေးမှာမိမိမာကလှုပ်ရှားလုပ်ငန်းတွေများနေတဲ့ကိုယ့်ကိုယူဆိုင်ဖို့တမီလျော်နေတဲ့အဲ့တော့အဓိကကိုယ့်ကိုကျမကြီးနဲ့ပတ်သက်ပြီးယူဆိုင်ပြပါအဲ့ကြီးမားတဲ့ဝေဒနာမျိုးတော့မရှိဘူးဒါပေမဲ့လည်းတခုရှိတာရှင်နဲ့မှာမွန်ချက်ခြင်းနဲ့သူဝန်းနေနေတာဘာလို့လွမ်းဆွလို့လွမ်းဆွပြမသိဘူးဝန်းနေနေတာအဲ့လိုမျိုးပြောတော့တခုကဒီကာလမှာမိမိအတွက်ကဒီ စမ်းပေါ့နော်အခြေစမ်းပွင့်မှုကာလထဲမှာရှိတယ်အဲ့တော့အဲ့ဒီစမ်းပွင့်ပွင့်လာမိတို့ဒီအိမ်အောင်ရှင်များအတွက်ကကြတော့အိမ်အောင်ရေးမှာအကကဲတွေ့သွားတဲ့ပေါ့နော်အဲ့တော့စမ်းမဆိုင်ရနဲ့ပတ်သက်ပြီးတတိထားပြပါပေါ့နော်တတိထားစောင့်ကြည့်ရမယ်တတိထားပြီးတော့ဆင်ကျင်ရမယ်ကာလလို့ပဲပြောရလိမ့်မယ်ပေါ့နောက်တစ်ခါကြတော့အဲ့တော့ကျမကြီးကအဓိကကတော့လေဘူးထတာမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့အဓိကအစားအသောက်ပိုင်းဆိုင်ကဂရုစိုက်ရလိမ့်မယ်အဲ့တော့ မိမိကဖြစ်စင်တဲ့အရာတွေကမိမိရှိမှမဖြစ်လာတဲ့ကိုယ့်ကိုမလိုချင်မဲ့စိတ်သက်ကြနေတာမျိုးကြီးဖြစ်နေတဲ့တယ်အဲ့တော့အဓိကစိတ်သက်ကြတယ်ဆိုတာကအဓိကတော့နှိုင်းရှည်ခြင်းနဲ့သူတွားနေလို့ပါအဲ့တော့မိမိကအရာရာကိုဆွဆောင်နေတဲ့သူအရာရာမှာအဆင်ပြေနေတဲ့သူဖြစ်တယ်ပေါ့နော်ကန်စတာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကအငဲ့ချင်းဆိုတဲ့အရာကိုတွေ့ရတဲ့ကြောင့်ပြပြပေးရပါဘောနော်အဲ့လိုမျိုးအဲ့တော့အညာလေးတော့ရှိတယ်အညာလေးရှိတယ်အဲ့တော့အညာနေတာကြီးပိုကားမိတော့ အဲ့ကောင်းတဲ့အရာကြီးပုံမအားဖြစ်ပြီးကောင်းလာအောင်ကျမတို့ကဒီရေရအစင်လေးနဲ့တော့ကြမယ်ပေါ့နော်အဲ့တော့ဒီကလာတယ်မှာတဲ့မိမိတို့အတွက်ပုံမကောင်းမွာအဓိကတော့ရေကုတူလေးများလုပ်ပြီးရေနဲ့ပတ်သက်တဲ့ကုတူဘုရားကိုရေတောက်တော်ရေးလဲတာအခဏခဏလဲတာပန်အိုးရေအပုံမထားတာဆိုတော့ဒီရေနဲ့ပတ်သက်တဲ့ကုတူလေးများလုပ်ပြီးရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမီးကုတူလေးစီမီထုံးညပူဇော်ပေးခြင်းဆိုတော့ရေနဲ့မီးနဲ့ကုတူလေးပြုလုပ်ပြီးပေါ့နော် အာပုံမကောင်းမလားနောက်တစ်ခုကလုဆောင်တင်တဲ့ရေတရာကတော့မိမိတို့ဒီပြောမှဆိုလို့ရှိရင်လက်ရှိအခြေအနေလေးအောင်မြင်အစဉ်ပြေနေကြလိုက်ပုံမတည်တန့်သွားအောင်အဲပုံမလည်းပျော်ရွှင်စရာလေးပေါ်လာအောင်လို့ဆိုနေကြာစီလေးတူပေးပါအဲ့တော့ဖះမနေကြာပန်းလူနေကြာပန်းရှိရသူတွေကနေကြာပန်းဝယ်လို့ရနေကြာပန်းလူတွေပေါ့နော်နေကြာပန်းမရှိသေးဘူးဆိုမရှိဘူးအနီးနာမရှိဘူးနေကြာစီလေးတွေကိုမဆော့ဖះရှိအောင်တူတန်းပြီးတော့မိတို့ပုံမကောင်းမွာ ကံစားတာရေးပုံမတက်လာအောင်လို့စုတောင်းခြင်းရည်ရည်ရည်ပြုလုပ်ပြီးပေါ့နော်အဲ့တော့တနင်္လာနေ့ချင်းချင်းအားလုံးအေဂျင်တာပြောစွန်ဘွားလေးပတ်စံနေကြပါသေးရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်